ပူဆိုးတာကလေကိုကိုတိုင်းကမကောင်းဘူးဆိုတော့ကိုတီတီနဲ့ကိုရရအလုပ်တွေကိုလှုပ်လာကြတာဖြစ်ပါရဲ့ရှင်။ကျမဒီနေရာမှာဥပမာတစ်ခုနဲ့ပြောရမယ်ဆိုရင်ဒါကြာဖြတ်လုပ်ငန်းဆိုတာကငွေလင်ကိုင်းမန်းလင်းတည်တယ်။ဒါလူမဆန်တဲ့ဒီဒူးစရိုက်လုပ်ငန်းဆိုတာလည်းတည်တယ်။အဒီလိုတီတီကြီးနဲ့ကိုဒီကြာဖြတ်လုပ်ငန်းတွေစီကိုတိုင်းကိုကြသွားပြီးတော့ဒါရွေးချယ်လုပ်ရတဲ့အထီးပေါ်လေ။အရင်ကဆိုရင်ဟိုဖာကက်မလူတွေစွန့်နေပြီး ဘာကမှလူတွေစွနေတယ်လို့မျိုးအခုဆိုရင်ကြာပြတ်မှလူတွေစွနေပြီးတော့ပြောလို့ရရပေါ့နော်ဒါနဲ့တစ်ဆက်ထမ်းမှာပဲဒီပြည်သက်စားလို့ဘွားမျိုးတွေနောက်ပြီးတော့ဒီဒိတ်ကဲလိုမျိုးအလုပ်တွေဒီလိုအလုပ်တွေကိုလည်းအရွယ်သုံးမှမရွေးလုံလာကြရပါတယ်ပတိပခပြင်းချန်တဲ့ဒေသတွေမှာဆိုရင်တချို့မိဘတွေကအသက်မပြည့်သေးတဲ့သူတို့ရဲ့သားသမီးတွေကို KG ပြီးမှအလုပ်လုပ်ဖို့ဆိုပြီးပို့လိုက်ကြရတဲ့ဆိုတော့ကျမတို့ကြားသိရပါတယ် တချို့ကြတော့လေကိုယ့်ရဲ့မိသားစုရေးကိုယ့်ရဲ့စာဝင်းနေရေးအတွက်ဒီဒေကဲလူမျိုးခန္ဓာကိုယ်ကိုရေးမိအလုံးလုံးကြရပါရှင်ဆိုတော့ဒီလွန်ခဲ့တဲ့ဒီနာခင်အလွန်ကာလမှာဒါအယောက်ဒီတိုင်းကတချို့အမျိုးသမီးညီတွေရင်ဆိုင်ခဲ့ရတဲ့ဘဝမျိုးကိုအခုဆိုရင်နေရာအနှံ့ကအမျိုးသမီးတွေပါရင်ဆိုင်လာရတယ်လို့ပြောလို့ရပါတယ်ရှင်